ဘဝမှာအခက်အခဲတွေကြုံတွေ့နေရလို့အတိုက်အခိုက်တွေကြုံတွေ့နေရလို့ဤမှန်းချက်တွေမအောင်မြင်သေးလို့စိတ်ညစ်စိတ်ပြက်စိတ်တက်မကြပါနဲ့တိထားဖို့ကလူတိုင်းကအချိန်တိုင်းအစဉ်ပြေနေတာမဟုတ်သလိုယနေ့အောင်မြင်နေတဲ့လူတိုင်းကလည်းအမြဲတမ်းအစဉ်ပြေနေကြတာမဟုတ်ဘူးနေကုန်မှုတွေအတိုက်အခိုက်တွေကြမ်းတမ်းမှုတွေအခက်အခဲတွေ လောကရန်တွေကိုဖန်နိုင်ရရှိရှိဇွဲရှိရှိအသိဉာဏ်ရှိရှိနဲ့ရင်းဆိုင်ကြောပြတ်လာပြီးမှအောင်မြင်မှုကိုရကြတာပါ။ကိုယ်ဘယ်လောက်အောင်မြင်မလဲဆိုတာကိုယ်ဘယ်လောက်စိတ်ရှိတယ်လဲကိုယ်ဘယ်လောက်သီးခံနိုင်တယ်လဲကိုယ်ဘယ်လောက်ဇွဲရှိတယ်လဲပေါ်မူတည်ပါလေ။ဘဝမှာအောင်မြင်ခြင်းရင်စိတ်ရှိသီးခံဇွဲရင်တန်ဖို့လိုသလိုကံဉာဏ်ဝိရိယ မျှတအောင်လဲကြိုးစားဖို့လိုပါတယ်။သာသနာ့ရေးဆရာတော်